ရန်ကုန်တိုင်းဒေသကြီးအတွင်းလုံခြုံရေးတိုးမြင့်ချထားဆောင်ရွက်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကထုတ်ပြန်ကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ရဲရွာအေဂျင့်တာယာရေးတရားဥပဒေစိုးမိုးရေးအတွက်ခရိုင်လေးခဲအတွင်းမှာရှိတဲ့မြို့နယ်တွေမှာလုံခြုံရေးတာဝန်တွေကိုတိုးမြင့်ချထားဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။အဲ့ဒီလိုမျိုးလုံခြုံရေးတိုးမြင့်ချထားဆောင်ရွက်လျက်ရှိရမှာနေမြေတွေလိုက်ရက်ကင်းများစပိန်လက်ကင်းများ ော်တော်ဆိုင်ကယ်လှည့်ကင်းများမော်တော်ရေလှည့်ကင်းများအပြင်ရင်းစစ်ပိတ်ဆို့လုပ်ငန်းများဆောင်ရွက်ခြင်းတွေကိုမြို့ဝင်မြို့ထွက်နေရာများအရေးကြီးအဆောက်အုံများဖြစ်တဲ့သာသနိကအဆောက်အုံများတကိုးကြီးဖျားစီတီများမှာရှက်ကင်းများနဲ့နေညံမပြတ်ဆောင်ရွက်လျက်ရှိရလို့ရန်ကုန်ပုလစ် Facebook စာမျက်နှာမှာ February 9ရက်နေ့ကထုတ်ပြန်ကြမှာပါရှိပါတယ်အခုလိုမျိုးလုံခြုံရေးတွန်းမြင့်ချတာဆောင်ရွက်လျက်ရှိရတဲ့ပတ်သက်လို့လေရဲတပ်ဖွဲ့ဝင်ရရှိတူကအခုလိုပဲပြောပါဗျ။ကျွန်တော်တို့ဒီမှာ ဒီအဓိကအနေနဲ့တန်ဟိုတောင်ပေါ်ပတီနဲ့ယူဇာပနာဆက်နေရာကျွန်တော်လူများဆုံးနဲ့လူစီကောင်းနေရာဖြစ်ပါတယ်။ဟိုကျွန်တော်တောင်ပေါ်ပတီထိုင်မှာကျွန်တော်တို့ရကင်းတစ်ခွက်ထားရှိပါတယ်။အဲဒီလိုပဲယူဇာပနာဆက်ရှိမှာကျွန်တော်ရကင်းတစ်ခွက်ထားရှိပါတယ်။ရကင်းထားတဲ့နေရာမှာကျွန်တော်တို့လူအစ်တဲ့လက်နဲ့အစ်တဲ့ပေါ့။လက်နဲ့ပါအစ်တဲ့နေတာကျွန်တော် တင်ရအောင်ဆောင်းရဲရှိပါတယ်။အဲကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်၈နာရီကစပြီးတော့ကျွန်တော်၁၇နာရီခွဲတော့ဒီတောင်ဝန်ထမ်းဆောင်ပါတယ်။နေ့တည်းကျကျွန်တော်၃နာရီကတကပြန်ယူရမှာညနေ၆နာရီခွဲတော့ဒီတောင်ဝန်ထမ်းဆောင်ရှိပါတယ်။အဲကျွန်တော်ရခဲ့အပြင်နှစ်နေရာထားပါကျွန်တော်ဒီမှာမီးတိုင်း1000ဆိုတော့မီးတိုင်းရှိပါတယ်။မီးတိုင်းကကျွန်တော်တမြင့်နှုတ်ခြုံငုံပြီးတော့မှကျွန်တော်တို့လူစီကားနေရာရင်မှာတက်တာမဖြစ်ပါအောင်လက်အကင်းနေနဲ့ဆောင်းနေရှိပါတယ်။ကြပြင်းစေုံများစာသင်ကျောင်းများတက္ကသိုလ်ကောလိပ်တွေနဲ့ဘာသာရေးအဆောက်အအုံတွေမှာ၎င်း အများပြည်သူများအပန်းဖြေနေရာတွေဖြစ်တဲ့ပန်းချံဥယင်နဲ့ကစားကွင်းတွေမှာ၎င်းလူစီကားရာနေရာတွေဖြစ်တဲ့ဈေးဝယ်စင်တာများဈေးများကုန်တိုင်းများလေဆိပ်တင်မွန်ဈေးတမန်ဈေးအဝေးပြေးရင်ရနာစခန်းတွေမှာလည်းရခင်းနေနဲ့၎င်းနေညာမပြတ်ဆောင်ရွက်လျက်ရှိရလို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါတယ်你呀、啊。 ဒါပြင်ဟိုတယ်မော်ဒယ်အင်းနဲ့တဲခိုခန်းများမှာလည်းတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတော့တဲခိုသူစီရင်တွေကိုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်ဥက္ကိုနီကိုရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာတနက်သမားတစ်ယောက်ကအနီးကပစ်ခတ်လုပ်ကြံခဲ့ပြီးလက်ရှိအချိန်မှာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်ပြုလုပ်နေရလည်းဖြစ်ပါတယ်။